ချစ်နေတော့မှာအနေကိုလွန်နေတော့မှာပဲဖြစ်ကွဲအောင်ချစ်နေတော့မှာပဲနေချောင်းနေ dream နေစေပါပဲမိုက်တော့အရင်တစင်းလေးရတယ်ခက်ချင်းပြည့်နေနောက်ပြီးတော့ကိုတိုင်ရုံးရဲ့အတန်နဲ့အရန်လိုက်တယ်ကျေးဇူးများကြီးပါရှင်နဲ့ထိတယ်ပေါ့နော်ကော်မလေးတော့တော်တော်ထိပါလောက်ပြီနော်ဝိုင်းစုနဲ့တချင်းဆိုလို့ရှိရင်ကိုမျိုးလေးမုံမြို့သူမုံမြို့သူကျွန်တော်ပဲဆိုတာတောက်ရှောက်တောက်ရှောက်ဆိုတာကိုမျိုးလေးကမိမကိုမျိုးလေး ပြောလေးမောရဲနားလေကျွန်တော်လည်းသိတာပြောလေးကအကုန်ဆိုးရဲတပုတ်လုံးလူရဲနေရောကိုပြောလေးနေရောမဝိုင်းဆုနေရောအကုန်ဆိုးဖြစ်တာမိုးမြူတူကတော့လူတိုင်းအဲ့ဒါမူးလာတဲ့ချိန်ကြလို့ရှိရင်အရင်လိုက်ဆိုးလို့ခေါင်းနဲ့တစ်ချိန်တစ်ပုတ်အသေးစားဘလူးမှအိမ်မက်သေးသည့်လာလာပြီးဖြဲပြပြပြအဲ့ဒါတော့အမြင်နဲ့မှမမိဘူး အာ relax ပါကဒါရွှေတောင်ကြာလမ်းကမောဇာလမ်းကမောဇာလမ်းမှာအတိရှိပါတယ်ဒါဒီမှာအာ body ရောဟိုဒီ spa နဲ့ပတ်သက်တဲ့အာဝန်ဆောင်မှုတွေအကုန်လုံးရလာပဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီပွဲလေးကိုဒါဒါပဲကျုပ်လာဖြတ်ပေးတာဖြစ်ပါတယ်ဟုတ်တယ်အနေကန်တာတော့ကျွန်တော်ရေကူဖြိုးလေးရဲ့ဝါဆိုးတို့ကအများအားဟိုတပတ်ကိုမနှိပ်ဘူးဆိုတော့အနည်းဆုံးနှစ်ခါလားနှစ်ခါသုံးခါလားပုံမှန်နှိပ်နေတဲ့လူတွေ အဲ့တော့နှိတ်နှိတ်ခံရတာကိုအရင်ကြိုက်တယ်အဲ့တော့ဟိုဟာဒီစပါတော်တော်များများနဲ့လည်းရင်းနေပါတယ်အဲဆိုတော့ဒီလိုမျိုးဒီမှာတစ်ခါတည်းနဲ့အာစပါတွေရောဒီလက်သေးချေတဲ့အကုံရကောင်းစားချေဆုံးဆိုတော့တနည်းအားဖြင့်ပြီးသွားတာပေါ့ဒီကိုအမြဲတမ်းရောက်ဖြစ်တော့မှာအဲတပတ်ကိုကိုတိုင်းနဲ့အမြဲချင်းချင်းပြီးတော့အဲ့အနေကိုသွားနေကြတယ်အဲ့တော့ဟုတ်တယ်ဟုတ်တယ် အနှိတ်ကတော့ပုံမလင်ပြောရအောင်နော်သူကတော့ဆွဲတယ်တဲ့မှာပါတယ်သူကနှိတ်ပြီးရလို့တောက်ချောင်းတောက်ချောင်းနှိတ်ချင်နေရပါတော့ဒါပေမဲ့ဟိုပြောရအများကြီးနှိတ်တာမျိုးတော့မဟုတ်ဘူးလေနှိတ်ဖို့အတွက်တော့လူကတော့ relax လုပ်ဖို့အတွက်တော့လိုအပ်တာပေါ့နော်အဲဆိုတဲ့အခါကျတော့ဒါကအကျောချင်းနေကျွန်တော်တို့လူတွေဒါတနေ့ပေါ်မတက်ရက်ကတဲ့ခါမျိုးလေးရှိရဲပင်မနေတဲ့ခါမျိုးလေးရှိရဲဆိုတဲ့အခါကျတော့ဒါဒါအကျော် stretching လောက်တာပေါ့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျင်းတွေ workout တွေတက်လို့လေ့ကျင့်ခန်းအကျော် short ဖြစ်တယ်ဒါပေမဲ့အလုပ်တွေအများကြီးတဲ့ခါကျတော့ဂျင်းလည်းမရောက်တော့ပုံမှန်လေ့ကျင့်ခန်းမလုပ်တော့တဲ့ခါကျတော့ stretching လုပ်ဖို့အတွက်ကိုဒီလိုမျိုး spa တွေမှာလာပြီးတော့ကြောရှော့တာပေါ့နော်အဲ့လိုမျိုးတော့လုပ်ဖို့တော်တော်လိုအပ်ပါတယ်လို့ချင်တယ်နော်ဟုတ်ပါပေါ့နော်အားရအားရချိန်လေးပေါ့တခါကြရင် shooting တွေမနေ့ပိုင်းရှိညနေပိုင်းညပိုင်းတော့ဆိုတော့ balance လုပ်ဖြစ်တယ်အတိအကျတော့ အာလူတယောက်ရဲ့ခန္ဓာကိုယ်တိကျပုံနဲ့တော့ပါတာပေါ့ဘာလို့လဲကြတော့အကျော်တက်တက်တဲ့ထဲမှာပါတယ်ဒီခါကျရင်မိန်းကလေးဆိုတော့လေတောက်ဖက်နဲ့အစီများတော့လေလေဘာအကျော်တက်တာပါညာရှိရဲ့အဲ့ဒါကိုအကျော်ဟောပါပေါ့အညောင်းညာပြေဖို့အတွက်လို့လေလေအဲ့အချိန်ကျရင်ဘယ်လက်စ်လောက်တဲ့အနေနဲ့ပါလို့လက်ပြစ်ပါတော့ဟောတောက်လျှောက်ကအဲ့လိုမျိုးဟာနေကားရိုက်ဆိုလို့ရှိနေကျွန်တော်တို့ဒါကိုပြိုးလေးရောဝါဆိုရောကျွန်တော်အာဘာအဲ့ဒီဒီဟိုတယ်မှာစပိုက်ဆိုလို့ရှိရင်ဈေးများတယ်ဒါပေမဲ့ဈေးများလည်းမရအောင်နေတိုင်းနေတာ နေတိုင်းကိုအဲ့လိုမျိုးနေတိုင်းကိုပင်ပန်းနေရအမှန်တကယ်အမှန်တကယ်အဲ့ဒါကိုအဲ့လိုနှိမ့်ခံပြီးအဲ့ရတာကိုကြိုက်တာလေဒါကလေအလေအလေကြတော့ဘာဖြစ်သေးရဲ့ဟာဒီနေ့တော့ဘသူရှင်းမှာကဲသွားကြမယ်ပြီးရင်ဒီနေ့ဘသူရှင်းမှာအမှန်တကယ်နေတိုင်းနှိမ့်နေတာလေတော့နေတိုင်းနှိမ့်နေတာဟိုဒီနေ့တော့တော့ကျွန်တော်ရှင်းလိုက်မယ်ဆိုရင်နောက်နေ့ရွာသေးရှင်းနောက်နေ့ကိုပြိုးလေးရှင်းတယ်တော့အတူတူပါပဲအမှန်တကယ်တော့လေ ချင်းနေတော့မှာဟာမိုက်တာဟောအရင်တချင်းလေးရတယ်ခက်ချင်းပြည့်တယ်နောက်ပြီးတော့ကိုတိုင်ရုံးရဲ့အတန်နဲ့အရန်လိုက်တယ်ကျေးဇူးများကျေးဇူးရင်းနဲ့ ठी တယ်ပေါ့နော်ကမလေးတော့တော်တော် ठी ပါတော့ဟာအရန်မိုက်တယ်အရန်မိုက်တယ်ဒါဒါဘယ်လိုပြောရမလဲအာအဲ့နေရာကျွန်တော်လဲမန္တလေးမှာပွဲတက်ရှိတယ် အညာကျွန်တော်ကနောက်နေ့ရှူတင်ချက်ချင်းပြန်ဆင်းရမှာမလို့ဒီစနေမန္တလေးရှိုးပွဲကိုကျွန်တော်မတော်ပြစ်လိုက်တာပေါ့နော်။တွားပြစ်လို့ရှိရင်ဒါသူတို့ကတကယ်ချင်းနေခေါ်ပြီးတသက်ခေါ်ကြွားတာ။ဆင်းမမှာလို့မိုက်စားပေါ့နော်ပေါ်ဖော်မန့်နဲ့ဟုတ်ရပါဘူးမိုက်တယ်လေအဲ့လိုမျိုးကြည့်ရတာဒါအခုဒါပြောရမလဲဟိုရိုင်းလည်းမရိုင်းဘူးဒါအောက်ကကြည့်ရပြည့်သက်တွေပြုံးပြီးတော့သဘောကျတယ်ဆိုတာကတော့ဒါပြောရလဲအားကျစရာကောင်းတဲ့အချက်တွေမှာပါတယ်ဒါမဲ့ကျွန်တော်ဟို ပြန်သွားရတယ်ပေါ့နော်နောက်နေ့အလုပ်ရှိရမဟုတ်မှန်မန်လေးရှုပ်ပွဲမှာကျွန်တော်ရှိပြနေအောင်ပါဟုတ်ပါဆိုတော့ဟောပါပေါ့နော် तू က snake show မှာအဲ့လိုဟောပါပေါ့အာနှစ်ယောက်ဆိုတဲ့ပိုင်းလေးရှိရနောက်ပြီးတော့ကိုဖြိုးလေးစီစဉ်ဆိုကိုဖြိုးလေးကငါးဘုတ်ဆိုရယ်ကိုဖြိုးလေးနဲ့ဝါဆိုနဲ့အာတချင်းထွက်ထားလည်းရှိတော့ကိုဖြိုးလေးစီစဉ်မှာဝါဆိုဝင်ပြီးတော့ဆိုပေးတာပေါ့အမှတ်တရအနေနဲ့ပါအဲ့ဒီချင်းလေးရတယ်နောက်ပြီးတော့အမျိုးတချင်းလေးလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ဆိုပြသွားတာပါဟုတ်ဝမ်းသာပါရဲ့ကြိုက်လို့မချူးရပါဘူးမရဲ့ကျူးလို့ မိုက်ပါတယ်သူတို့အာသူတို့နဲ့ကဟိုဘာပြောကြမှာလဲအမြဲတမ်းတွေ့နေကြဖြစ်တွေ့နေကြဖြစ်နေတော့အခါကျတော့စင်ပေါ်မှာအဲ့လိုပုံစံနဲ့တွေ့တဲ့အခါကျတော့ပို့ပြီးတော့လေကြည်ရတမျိုးဖြစ်သွားပါမော်နော်ဒါပေမဲ့ပြစ်သက်တွေကသဘောကျရတဲ့အခါကျတော့ဒါပြေးတာအာမိုက်ပါတယ်အနုပညာရှင်ချင်းချင်းဒါသူတို့ဟိုဘယ်လိုပြောမလဲ chemistry မီးရဲ့အတွဲတွေအများကြီးရှိပါတယ်ဒီထဲမှာမှပို့ပြီးတော့ဝါသူတို့အတွဲရတယ်ဒါပြစ်သက်အားကျရတဲ့ဒါအာဒါ relationship တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒါမိနာအနေနဲ့ဒါ အဲ့တိုင်းအများနဲ့ကောနေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကကျွန်တော်တခြင်းတွေကိုကျွန်တော်လည်းအဲ့လိုမျိုးခေါ်ဆုံးပါပါခေါ်ဆုံးပါပါပြည်သက်တွေကိုအဲကျွန်တော်ခဏကုတခြင်းတွေမပြတ်တည်းမရသေးဘူးအခုတခြင်းရသွားပြီလေနော်ပြည်သက်တွေချွေလိုက်တယ်နော်အဲတခြင်းကဒါကျွန်တော်က တော့ဝါသနာရပဲလုပ်တာပါဟို professional ကြီးသွားဖို့တော်တော်အဆင်မရှိပါဘူးအာပြီးတော့အချင်းကိုတကယ်လက်ချစ်လို့ကျွန်တော်လုပ်ပြတာလုပ်ပြတာပါပြီးတော့ကျွန်တော်ကျွန်တော်ပြီးပါတယ်တရုပ်ဆောင်မှလုပ်ပါပါပွဲဒီမှာတော့လူမျိုးပွဲဒီမှာဆိုလို့ကိုပြိုးလေးအဲ့ဒီဟိုဟောဝိုင်းစုနဲ့တချင်းဆိုလို့ရှိရင်ကိုပြိုးလေးမုံမြတ်သူမုံမြတ်သူကျွန်တော်ပဲဆိုတာတခြားကျွန်တော်ပဲတခြားဆိုတာကိုပြိုးလေးကမိညာကိုပြိုးလေးကိုပြိုးလေးမောနေနားတယ်ကျွန်တော်ပဲဆိုတာ ဟုတ်ဘူးကိုပြိုးလေးနေရာအကုန်ဆိုးတယ်တပုတ်လုံးလွတ်ရတယ်နေရာကိုပြိုးလေးနေရာမဝိုင်းဆုနေရာအကုန်ဆိုးဖြစ်တာမိုးမြူတူကတော့လူတိုင်းအလားမူးလာတဲ့ချိန်ကြလို့ရှိရင်အရင်လိုက်ဆိုလို့ကောင်းတဲ့တစ်ချိန်တစ်ပုတ်အသေးစားဘလူးမှအိမ်မက်ထဲတိလာလာပြီးဖြဲပြပြီးပြအဲ့ဒါတော့အမြဲတမ်းမမီနေတယ်ဖြစ်ခဲ့တာပေါ့ဖြစ်ခဲ့တာပေါ့ဒါစနေဒါစနေတဲ့ချင်းနေနဲ့အများကြီးကျွန်တော်တို့ဒါကြံပေါင်းများစွာဖြတ်တန်းခဲ့ပြီးကျွန်တော်တို့39 bike ကိုလို့ အာအများကြီးပဲတင်းကြရတော့ဒါတွေကကျွန်တော်တို့ငငယ်တော့ကငငယ်တော့ဆိုကျွန်တော်တို့ဒါဒီဗီဒီယိုပေါက်အရွယ်တော့ကကြံနေမှာဆိုလို့ရှိရင်ဒါတင်းကြတော့39ပိုက်ပူလို့ねကျွန်တော်တို့ကဟိုကခဲ့ပြီးွားရဲ့ဆိုတော့ဒီတရှင်းညာအမြဲတမ်းမှတ်မိပြီးတော့ရင်းနှီးနေတဲ့ချက်တွေပါအာအမ် ဟိုဟာမရှိပါဘူးကျွန်တော်ဒီနေ့တကြံတော့ကျွန်တော်အဲ့အဲ့မှာပဲနာအောင်ပြီးတော့လဲမှပြီးပြေးတယ်ပဲသွားဖို့လဲဆိုလို့ရှိပါဘူးပေါ့ကဲ DJ Wireless ပေါ့နော်ဒီတမ်ကအောင်မြင်ပါစေလို့နောက်အမတို့ကတောင်ကြီးကနေစဖွင့်ခဲ့တာဆိုတော့အခုဆိုလဲဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပြီရန်ကုန်မှာလည်းဖွင့်နိုင်ပြီဆိုတော့ဒီတမ်ကအောင်မြင်မှုတွေအများကြီးရပြီးတော့ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့ဆိုတောင်းမိပါတယ်ဟာကျွန်တော်လည်း DJ Spa ဒီတဲ့ဆိုင်ခွဲတောင်ကြီးကနေအခုရန်ကုန်နောက်တဲ့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာကြီးအများကြီးတမားရဲ့